လွမ်းမောပွေရာစိမ့်ညွနေတဲ့အနောက်ဘကိုးရိုးမှတောင်တန်းကြီးဟာနီမောင်တို့အတွက်တော့မိခင်ဖခင်ရင်တမန်အရေးပါလာပါတယ် ်ထိုယိုးမကြီးကိုအမိသည်ပြုရင်နဲ့တစ်ခုတ်ခြင်းဝါခုတ်ခြင်းမိုရှာမြစ်ချိုးဆေးဥစင်းမြစ်တွေကိုရှာဖွေပြီးတော့လောက်ကင်ပြီးစားတော့ရခြင်းကြောင့်မိရင်ဖရင်လို့သုံးလုံးလိုက်ရခြင်းဖြစ်ပါတယ်အင်ကြီးအပြင်တော့80သာရှိတဲ့သူတို့ရဲ့ရွာလေးဟာနီမောင်ရဲ့အဖေဖြစ်သူဥလူလာကအုပ်ချုပ်ပါတယ်ဥလူလာဟာတရားမျှတစွာအုပ်ချုပ်တာမလို့ရွာလေးကလည်းအေးချမ်းတာယာနေပါတယ်။ယခုလည်းမိုးဦးကြပြီမလို့ဘကိုးယိုမကိုဖျက်တမ်းစီးစင်းနေတဲ့ချောင်းကြီးရဲ့တောင်ကြချောင်းရည်ကိုအားပြုပြီးတော့ဝါးများခုတ်ပြီးတော့ဖောင်နဲ့မျောရန်နီမောင်တို့တကယ်ချင်းတစုတောတက်ရန်တိုင်ပင်နေကြပါတယ်။ အေးကွာငါတို့သဘောတူတယ်မကြခင်မြို့ဝလူတွေလည်းဝါလာဝဲကြတော့မှာဆိုတော့ငါတို့လူစုပြီးတော့တွားကြတာပေါ့ကွာမဟုတ်ဘူးလားနေမကိုမြကြီးကစကားပြောရင်လည်းနေမောင်ပဲမျက်နှာမူလိုက်ပြီးတော့မေးမြန်းလိုက်ပါတယ်ဟုတ်တယ်ကိုမြကြီးရေဒီတော့ကျုပ်တို့စားရေးရိတ်ခါရေဒီနေ့ထည့်ပြီးတော့ပြင်ဆင်ကြမယ်ဗျာမနေ့ပြန်တော်တက်ကြတာပေါ့ဗျာနေမောင်ငါလဲလိုက်မယ်လေကွာဟုတ်တယ်ရောငါလဲလိုက်မယ်တယောက်စီထားအောင်လိုက်ကြသူတွေစုလိုက်တဲ့ခါမှာတော့6ယောက်လောက်ရှိပါတယ်တော်ထဲမှာလိုအပ်တဲ့ဓာတ်ဆန်ရိတ်ခါစေဝါချို့လွယ်ပိုးရင်နဲ့ဘကိုးယူမကြီးစီကိုခြစ်တက်ခဲ့ကြပါတယ် မနက်ခင်းလင်းနာနဲ့ရွာအနေထွက်ခဲ့ပြီးတော့ညနေ9နာရီခွဲကြကြောမှာတော့တောထဲကိုရောက်ရှိခဲ့ပါတယ်။ဝိုင်းရင်ဝါကောင်းတွေကိုရှာဖွေရင်းနဲ့မို့လို့တောကလည်းနှက်တဲ့နှက်လာခဲ့တာကြောင့်တင့်တော်ရနေရာတစ်ခုကိုနှီးမောင်းတွေးလိုက်တာနဲ့ပဲဒီမှာစကန်းချကြမယ်ဟေ့ငါတို့အခုရောက်နေတဲ့နေရာနေရာအစ်မလို့သွားရလာတာဆင်ကျင်ကြပါအဓိကတော့ပြောဆိုအနေထိုင်ပဲစကားဆိုတာပြောတတ်လို့ရှိရင်ပြားရည်ပေါ်မှာချိုးပဲမယ်မပြောတတ်လို့ရှိရင်တမာပေါ်မှာခါတက်လာတယ်ကွယ်ဒီတော့ဒီတော့ထဲမှာစကားပြောဆင်ကျင်ကြပါ အပေါ်လေးသွားကျင်လို့ရှိရင်မြေပြင်ကလဲကျင်းထားသလိုပြောင်နေတဲ့နေရာရှောင်ကြပါပြီးတော့ဆိုင်ရပိုင်ရတွေကိုလည်းယူသေးကြပါအေးပါကွာမင်းကငါတို့ထက်အတွေ့အကြုံပိုရင်းကြပါတယ်ဒီတော့ငါတို့မင်းစကားနားထောင်ပါမယ်ကဲတဲတလုံးအမြန်အခုစောက်ကြမယ်ကွာ ကိုမြရီစကားဆုံးမှာတော့နီမောင်တို့တကယ်ချင်းတစုကဝါခုတ်သူကခုတ်တိုင်နေရတူးသူကတူးစသဖြင့်တယောက်တစ်လက်အားနဲ့လောက်ကင်လိုက်ကြတဲ့အခါမှာတော့ခဏလောက်ကြာမှပဲလူ၆ယောက်လောက်အသင့်နေထိုင်နေတဲ့တဲတလုံးဖြစ်ရုပ်လုံးပေါ်လာခဲ့ပါတယ်။ကဲတဲရတော့ဆောက်ပြီးထမင်းချက်ဖို့တော့ခွေးဘူးကတောင်းယူလိုက်။ငါနဲ့ကိုမြရီကရေရှာပေးမယ်။အေးပါကွာမင်းတို့သာရေရှာလာခဲ့ငါလည်းထင်းကြောက်တွေစုလိုက်အောင်မယ်ခွေးပူကလည်းထင်းကြောက်ရှာရင်ထွက်သွားတာနဲ့နီမောင်တို့လည်းရေရှာရင်ထွက်လာခဲ့လိုက်ပါတယ်သို့တော်လည်းအဝေးကိုမရှာလဲရပါဘူးဘယ်နဲ့ကြောင့်ဆိုတော့ဝါသုံးရက်လောက်กว่าမှာရေအိုင်တစ်ခုကိုတွေ့လိုက်ရခြင်းကြောင့်ပါ ကဲရေအိုင်တော့တွေ့ပြီကိုမကြီးရေဝဘိုးဝါတပင်ခုတ်ပြီးတော့ရေထည့်သွားကြပါဗျာပြောရင်းဆိုရင်လည်းဝဘိုးဝါကိုခုတ်ပြီးတော့ရေများထည့်လာခဲ့ကတဲစီကိုပြန်လာခဲ့ကြပါတယ်တဲရောက်တာနဲ့ခွေးဘူးကလည်းထင်းကြောက်တွေနဲ့မီးမွေ့လိုက်ပြီးတော့ထမင်းချက်ပါတယ်ထမင်းချက်တဲ့အခါမှာတော့အသင့်ပါလာတဲ့ငါးချောက်ကျော်လိုနဲ့စားလိုက်ကြပြီးအိတ်ဆက်အားယူခဲ့ကြပါတော့တယ် နက်မိုးလေးနာနဲ့ထမင်းစားပြီးတော့ဝါတော့ဘက်စီကိုနှစ်ယောက်တနေရစီခွဲထွက်ခဲ့ကြပါတယ်။လူများစုပြီးတော့အလုလုပါကခကြီးမတွေ့မှမလို့လူစုခွဲပြီးတော့အလုလုချင်းဖြစ်ပါတယ်။နီမောင်ကလည်းသူ့ဘေးမှာရှိနေတဲ့ခွေးပုနဲ့ဝါခုတ်လေးကအလုံး40ခန်းရလိုက်တဲ့အချိန်မှာတော့နီမောင်တို့ဘေးနားကိုရဟန်းတစ်ပါးရောက်လာခဲ့ပါတယ်။တကကြီးကျုပ်ကိုတခုလောက်ကူညီပေးပါလား။တင်မဖေကဘာကူညီပေးရပါမလဲဖေ။ဒီလိုပါတကကြီးရဲ့ ကျုပ်ကဒီတော့ဒီတောင်ထဲမှာတောရဆောက်တည်ပြီးတော့တရားအားထုတ်နေတဲ့ယဟန်တပါပါကျုပ်သတင်းသုံးနေတဲ့ကြောင်းလေးကအခုဆိုရင်ဆွေးမြေ့ပြီးတော့မိုးလည်းမလုံတော့လို့ပြန်ပြီးတော့ပြုပြင်ပေးပါအောင်လို့အကူအညီတောင်းခံတာပါတကကြီးညီမောင်ကလည်းယဟန်တော်ကိုဖူးရင်လည်းကြီးညိုစိတ်တွေတဖောဖောပေါ်ပေါက်လာခဲ့တာမို့လို့ဝမ်းသာအားရပဲတင်မဖေဖေတပည့်တော်လိုက်ကြည့်ပြီးတော့ပြန်လည်တိဆောက်ပေးပါမယ်ဖေဖေ ရဟန်းတော်ရဲ့လမ်းပြမှုနောက်ကိုလိုက်ခဲ့တဲ့အခါမှာတော့ခဏလောက်ကြာမှဟောင်းနှံဆွေးမြင့်နေတဲ့တဲတလုံးကိုတွေ့လျက်ပါတယ်။အမိုးနဲ့ကားတွေကကောင်းနေသေးပေမဲ့လည်းဝါးတိုင်တွေကတော့မြေကြီးထဲမှာဝင်နေရခြာများပင်စားနေတာကြောင့်ဆွေးမြင့်နေပါပြီ။အဲဒါကြောင့်မဲနီမောကလည်းတဲတိုင်တွေဖြစ်ဝလုံးတွေကိုအစ်စ်ထည့်ပြီးတော့ပြန်လည်ပြပြင်ပေးခဲ့ရလွန်စွာခိုင်ခန့်တက်ရတဲ့တဲချောင်းတစ်ခုဖြစ်ရုံလုံးပေါ်သွားခဲ့ပါတယ်။တင်ပါဗျာ။ဒီလောက်ဆိုရင်တော့အရှင်ဖျားရဲ့ကြောင်းကအဆင်ပြေပြီမို့လားဗျာ။ပြေပါပြီတခါကြီးရဲ့။ဤကြောင်းကိုဆောက်လုပ်လူတန်းရတဲ့အကျိုးအကြောင်းတင်တို့ဘယ်နေရာရောက်ရောက်ကုသိုလ်တွေကအကျိုးပေးနေမှာပါ။ တကဒီနေရာဘာနဲ့လားတဲ့တူလဲဆိုတော့လူနဲ့မခွဲတဲ့အရေးနဲ့တူတယ်တကတို့တင်တို့ရဲ့ကောင်းမှုမကောင်းမှုတွေကအရေးပမာအကျိုးပေးတတ်တယ်ဆိုတာမမေ့ပါနဲ့တင်မဖျားလှုပ်လှဆအလုပ်လေးတွေရှိနေသေးလို့တပည့်တော်သွားခွင့်ပြုပါအောင်ဖျားကောင်းပါပြီတကကျုပ်လည်းတရားအားထုတ်တော့မှာပြီးတော့တေချင်းတရားကိုလည်းမမေ့ကြတဲ့တကတို့ရဲ့ကွေးတော်လည်းမဆက်မီဆန်တော်လည်းမကွေးမီဆိုတာလို့လူတွေမေ့နေတတ်တဲ့တေချင်းတရားကိုမမေ့ကြပါစေနဲ့တကတင်မဖျားနီမောင်တို့ကလည်းတဲစီကိုပြန်လာခဲ့ရညနေအမောင်ဆက်ဆက်မှာတော့ပြန်လဲရောက်ရှိခဲ့ကြပါတယ် ကိုမြကြီးကလည်းသူတို့ကိုစိတ်ပူပြီးလူစုပြီးတော့ရှာရင်ပြင်ဆင်နေကြတာမလို့နီမောင်လည်းဖုန်းတော်ကြီးကြောင့်ရောက်ချိန်ကနေစပြီးတော့တဲဆောက်ပြီးတဲ့အထိပြောပြတဲ့အခါမှာတော့ကိုမြကြီးကတာရုတာရုတာရုမုံမြတဲ့ကုသိုလ်ကောင်းမှုတစ်ခုမင်းတို့ပြုခဲ့ကြရပဲရန်တော်ဟာအကြမ်းမြင်ရနေလားမသိဘူးနော်တေချင်းတရားကြောင့်ကျုပ်တို့ကြည်ပြီးတော့ဟောနေရဗျာရုတ်တရက်ဝင်ပြောလိုက်တဲ့ခွေးပူစကားကြောင့်နီမောင်လည်းခေါင်းငိမ့်လိုက်ပြီးတော့ကဲပါဗျာစားတော့ပြီးတော့အိတ်ကြတာပေါ့ညစ်နေတော့အောင်မယ် မနဲ့လှုပ်လို့ရအောင်မလားအေးကွာဒါဆိုလဲစားတော့ပြီးအိတ်ကြပေါ့နောက်နေ့မနဲ့မိုးလင်းတာနဲ့ဝါခုတ်တဲ့အခါမှာတော့အတော်သင့်ရတာနဲ့နီမော်ကလည်းဟင်းချက်ရန်ကမ်းမမပေါက်နေတဲ့ကင်းမုံရွက်တွေကိုဆွဲလိုက်ရအားလုံးပြီးတော့ပြုတ်ကျသွားခဲ့ပါတယ်ကမ်းမမ15000လောက်နဲ့ပြီးတော့အောက်မှာလည်းကြောက်တုံးတွေရှိတာမလို့ကြားလာတဲ့အချိန်နဲ့နီမော်ရဲ့ခေါင်းကလည်းကွဲသွားပြီးတော့သွေးမြလည်းဖြာထွက်လာခဲ့ပါတယ် အဲဒီနောက်မှာတော့ကိုမြာကြီးတို့ကလည်းကမ်းမပေါ်ခက်ခဲစွာဆွဲတင်ပြီးတော့ပါလာတဲ့ဆေးဝါးတွေနဲ့ကုသတဲ့အခါမှာတော့တွေးတိတ်သွားပေမဲ့လည်းနီမောင်ကသတိလစ်နေစေပဲဖြစ်ပါတယ်။တရေလောက်စောင့်ကြည့်ပေမဲ့လည်းအခြေအနေကမထူးလာတာမလို့ဆောင်ပကက်ပြုတ်လို့ပြီးတော့ဝလုံးတွေနဲ့ရှုထမ်းပြီးတော့ရွာကိုတည်ဆောင်လာခဲ့ကြပါတော့တယ်။နီမောင်တို့မိဘများဆွမ်းလာပါတယ်ဆိုတဲ့ဆေးစရာတွေကိုပြင်ပြီးကုသခဲ့ရမတက်တာတဲ့အဆုံးမှာတော့နီမောင်မတင်ငယ်စောနဲ့မျောနေခြင်းကတေးပြီဆိုပြီးထင်မှတ်ကတကြိုရန်ပြင်ဆင်ခဲ့ကြပါတယ်။သို့တော်လည်းသူ့ကိုချမဲ့နေမှာတော့နီမောင်ရဲ့လောင်းဟာရေတောင်းလာခဲ့ပါတယ်။ရေး ရေကျုပ်ကိုရေပြေးကြပါဗျာအာရေစားလိုက်တာယုတ်တရမို့လို့တရက်တစ်စီ၆တယ်လို့ထင်မှတ်ပြီးတော့လူတွေကထွက်ပြေးကြပါမယ်လေနီမောင်ရဲ့မိဘတွေကအလောင်းကိုကြည့်လိုက်တဲ့အခါမှာတော့အသက်ရှူနေတဲ့နီမောင်ဖြစ်တွေ့ရပါတယ်ဒါအမေသားလေးအမေသားလေးမသေးဘူးနော်အမေတာရေတော့ရှင်လို့တော့ရေတိုက်ပါမေးရေမိခင်ဖြစ်သူရဲ့ကမ်းပေးလာတဲ့ရေကိုအငမ်းမရနီမောင်တောက်လိုက်ပါတယ် သူရဲ့ပုံစံကလွန်စွာထိတ်လန့်စရာကောင်းတဲ့အဖြစ်အပျက်ကိုကြုံတွေ့ခဲ့ရသည်နဲ့မောပန်းနေပါတယ်။တားပါဖြစ်ခဲ့ရလဲအဖေကိုပြောပြ။တော်သေးတာပေါ့တားရဲ့မသေးပဲနဲ့တကြုံမိတော့မလို့။နီမောင်ကလည်းအဖေဖြစ်သူကိုကြည့်လိုက်ပြီးတော့ဒီလိုပါဖေ။နီမောင်ကကြောက်ကမ်းမကြတာနဲ့မိမိကိုယ်ကိုတေသွားပြီလို့ထင်မှတ်ခဲ့ပေမဲ့လည်းသူရဲ့ဝိညာဉ်ကိုပြန်ကြည့်ပြီးတော့မသေးသေးဘူးလို့ထင်မှတ်ခဲ့ပြန်ပါတယ်။သူရဲ့ခန္ဓာကိုယ်ကတွက်လက်ပေါ့ပါနေရမလို့နီမောင်လည်းအံ့ဩနေမိပါတယ်။ခဏကြာမှတော့နီမောင်ကိုဂျိုကြီးများထွက်နေတဲ့လူကြီးနှစ်ယောက်ကဖမ်းချုပ်ပြီးတော့တနရာစီကိုခေါ်ဆောင်သွားခဲ့ကြပါတယ်။ နီမောကလည်းအားတင်းပြီးတော့ရုန်းကန်ပေမဲ့လည်းထိုလူကြီးများရဲ့လက်တွေကပြုတ်တူပမာမြဲမြံလွန်းလာတာမလို့အားလျှော့ပြီးတော့သူတို့ခေါ်ရနောက်ကိုပဲအတင်းလိုက်ပါခဲ့ရပါတယ်။ရှင်မြင်းကြီးတယောက်ပမာပရဘိုက်ကြီးကင်ထားတဲ့လူတယောက်ကနီမောကိုကြည့်လိုက်ပရဘိုက်ကိုကြည့်လိုက်လို့ပြီးတော့ဒီကောင်ကအရင်ဘွားကအာကုသူအရန်လှုပ်တဲ့ကောင်သူ့ပြစ်တရားအများကြီးပဲ။ဒဲဦးတဲသာထည့်လိုက်ကွာ။ဟုတ်ကဲ့ပါကျမမင်း မျက်နှာများကဘလူးတပတ်ပမာခေါင်းမှာဂျူရီပေါက်နေတဲ့လူကြီးနှစ်ယောက်ဟာသူ့ကို COE ရဲ့ကိုပြစ်ထည့်လိုက်ပါတယ်။သူကြောက်လန့်မှုတွေကြောင့်ပဲမျက်လုံးအဆုံးအားမိတ်ထားလိုက်ပါတယ်။ဟာဒီကောင်အဖြစ်ကထူးဆန်းလိုက်လားဟာငရေတဲ့င်းရဲ့ဆိုစကားကြောင့်သူ့ကိုကြည့်လိုက်တော့ဒေအိုရဲ့မျက်နှာပြင်ပေါ်မှာဝါးကိုလုံးဝခံနေပါတယ်။ကဲကွာဒီလောက်ဖြစ်နေတာသေပြီးတော့ငရေတဲ့င်းထိုးလိုက်တဲ့ခရင်ကွာကြီးကိုဝလုံးကိုလုံးဝစီးခံနေပြန်ပါတယ်။ငရေတဲ့င်းများကလည်းဘာတွေလို့လို့သူ့ရှေ့မှာဝါးတွေကိုက်ရန်နေတာကြောင့် မတက်တာတဲ့ဆုံးမှာတော့ယမမင်းစီသူ့ကိုပြက်လဲခေါ်ဆောင်ခဲ့ရပါတယ်။ဘာဖြစ်တယ်လဲငရဲထိန်မှန်ပါ။သူ့ရဲ့ရှေ့မှာဝလုံးကုလုံးကဘာပဲလုပ်လို့စီးခံနေရပါ။ထက်လုတ်လေးဝါးတွေကပို့ပြီးတော့တိုးလာလေပါ။ယမမင်းကလည်းနီမောင်ကိုခြေဆခေါင်းဆုံးကြိလိုက်ပြီးတော့တင်လူပြည်မှာဘာကောင်းမှုတွေလုပ်ခဲ့လဲကွယ်။နီမောင်စဉ်းစားပေမဲ့လည်းမမတ်မိပါဘူး။သင်ကိုမင်းနေလေဘာကောင်းမှုတွေလုပ်ခဲ့လဲလို့။နီမောင်ကလည်းကြောင်တောင်ဖြစ်နေတဲ့အချိန်မှာပဲယဟန်တပောက်ကိုကြောင်းဆောက်လူခဲ့လို့ပြောလိုက်လေတကယ်။ရုတ်တရက်ကြားရတဲ့ယဟန်တော်ရဲ့အတန်ကြောင့်နီမောင်ကလည်းထိတ်ထိတ်ပြပြနဲ့မှန်မှ တောထဲမှာရဟန်းတော်တပါးကိုဝလုံးကိုလုံးနဲ့ကြောက်ဆောက်လူခဲ့ပါတယ်သူရဲ့စကားအစုံယမမင်းကြီးကလည်းပြုံးလိုက်ပြီးတော့ဒါကြောင့်တင်ပါလို့လို့ဝါးတွေအခန့်နေတာကိုကဲအမိန့်ချမယ်တင်ဟာလူပြည်မှာနောက်ထပ်နှစ်80ထပ်ပြီးတော့နေခဲ့တင်ခုလိုချမ်းသာရရတာကြောက်ဆောက်လူခဲ့တဲ့ကုသိုလ်တရားတွေကြောင့်ပဲဒါနလူတွေများစွာလူပါပြီးလို့ရှိရင်ငါ့ကိုလည်းအမြဝေပေးပါငရဲထင်းတို့သူ့ကိုလူပြိုပြန်ပို့လိုက်ကြကွယ်ငရဲထင်းကြီးတို့ကလည်းသူ့ကိုအမြခေါ်ဆောင်လာပြီးတော့သူ့ရဲ့အိမ်ရောက်မှာတော့အလောင်းစီကိုသူ့အားတွန်းလွှတ်လိုက်ရပြန်လဲတရိရလာခြင်းဖြစ်ပါတယ်အဖြစ်ကတော့ဒါပါပဲအဖေ နီမောင်ရဲ့မိဘနှစ်ပါးနဲ့အတူနားထောင်နေကြတဲ့ရွာသူရွာသားတွေကလည်းအားအသင့်လျက်ရှိကြပါတယ် ဒီလိုနဲ့ပဲနောက်နှစ်လလောက်ကြာမှာတော့ရွာကလေးတွင်းမှာရှိတဲ့ဖုန်းတော်ကြီးကျောင်းတစ်ခုမှာတပြက်စည်းလဲနေတဲ့ယဟန်တပါးနဲ့တူရွာသူရွာသားတွေကို တွေ့ရှိရပါတယ်လူများကလည်းကျောင်းဝန်းကိုတန်ရှင်းကြရင်ယဟန်တော်ကိုကျင်းနဲ့တာရုခေါ်နေကြပါတယ်ထိုယဟန်ကတော့ငရဲပြည်နဲ့တေရွာပြန်ပြီးတော့လူပြည်ကိုပြန်ရောက်လာတဲ့နီမောင်ပဲဖြစ်ပါတော့တယ်ဇလန်လေးကတော့ဒီမှာဒီမှာပြီးဆုံးသွားခဲ့ပါပြီဇလန်လေးကိုဆွနတီလိုက်ပါနားဆင်ပေးခဲ့ကြလူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်မွေရင်ရေးသားသူကိုလည်းဂါရဝပြူရင်နောက်ပြိုလေးမှာပြန်တွေ့ကြမယ်နော်